အောက်ချင်းသေးလေးအတွက်ကိုငတ်တီရဲ့လင်းတို့လိုက်ဆွန်စားကန်ညနေရီတရောအကြီးတက်လာချိန်ရောက်ပြီးဆိုရင်တော့မဲမောင်တွေရဲ့ဂူရေတွေကလှုပ်လှုပ်ရွရွဖြစ်လာကြပါပြီ။ဇနေကုံဂူရေအောင်နေတဲ့လင်းတို့ထောင်ပေါင်းများစွာကအစာထွက်ရှာဖို့အတွက်အချိန်ရောက်လို့လာလို့ပါပဲ။တိမ်မစားခင်မှာလင်းတို့တွေလည်းဂူရေကနေတဝောဝောနဲ့ပြန်တန်းထွက်လာပါပြီ။ဒါကလင်းတို့ဂူရေရှိနေတဲ့နေရာတဝိုင်းကဖြေဖို့ဖြစ်စဉ်တစ်ခုပါပဲ။ ဖြစ်ရောဖြစ်စဉ်အကြောင်းကိုပြောရမယ်ဆိုရင်တော့တိုင်ငံ့တွေကိုလည်းခြံထားလို့မရဘူးပေါ့လေသူတို့ကတနေ့ကောင်အစာပက်ရှာတတ်ကြရဲလို့ဆိုပေမဲ့ဒီချိန်ကတော့သူတို့အတွက်မျိုးမျိုးမြန်မြန်အစာကောက်လို့ရတဲ့ချိန်ပါပဲဂူရဲကပြန်ထွက်လာတဲ့လင်းတို့တွေကိုအစာကောက်ရတဲ့ကိစ္စကကတော့ပေါက်ကပြိုင်းဆောင်နေရတာချက်တောင်မှတက်တာပါသေးတယ်လင်းတို့ရရလဲအဲ့ဒါကိုမသိတာမဟုတ်ပါဘူးသိကြပါရယ်ဒါပေမဲ့လည်းကန်ဆိုးတဲ့လင်းတို့ပဲထိမယ်သူတို့မထိဘူးလို့ထင်နေကြတဲ့ပုံပါပဲအဲ့ဒီအတွက်ပြင်ဆင်နိုင်တာလေးထွေထွေထူးထူးမရှိပါဘူးနော် ညနေဆောင်ရောက်ပြီးဆိုရတဲ့ကူတွေကနေပြန်ထွက်မယ်။စိုက်ခဲနေစီသွားပြီးတော့အင်းဆက်တွေကိုစားမယ်။တခါတလေသူတို့ကြိုက်တဲ့အသေးတွေတွေ့မယ်ဆိုရင်တော့ဖောက်စားခဲ့မယ်။မနက်မိုးလင်းခံနေပြီဆိုရင်တော့ပြန်လာမယ်။သိန်းကလည်းထဲမိပြီဆိုရင်တော့အစားခံရမယ်။မမိခဲ့ဘူးဆိုရင်တော့နောက်ရက်အတွက်ရှင်သန်မယ်။အရာကသူတို့ရဲ့ဖြစ်ရုံဖြစ်စမှာပဲ။ပြောရမယ်ဆိုရင်တော့ဒီနေရာမှာလဲနိုတွေအတွက်အန်ဒီရဲ့ကသိန်းကတစ်ကောင်နဲ့ရှိရတော့မဟုတ်ပါဘူးရှင်။အောက်ချင်းကတွေလည်းရှိလို့နေတာပါ။ဒီအောင်ချင်းကစုံလို့ရဆိုရင်လည်းတက်ပင်ထိပ်ပြားမှာထိုင်ပြီးတော့အုတ်လိုက်ထွက်လာတဲ့လင်းတို့အုတ်တွေကိုကြည့်လို့နေပါရဲ့ သူတို့ကသာသမီမရသေးတဲ့ပုံပါပဲပူပူကက်ကက်ရှိနေကြလို့ပါကလေးတွေသာရှိမယ်ဆိုရင်တော့အောက်ချင်းကမကအတိုက်ကခွာမှာမဟုတ်ပါဘူးလေအောက်ချင်းကတွေကအရန်ကိုချက်တဲ့ငှက်တွေဖြစ်ပါရည်သစ္စာလေးရှိကြပါရည်ပြီးတော့ငှက်သေးတွေကအရန်လေးအနစ်နာခံတတ်ကြတာပါငှက်မကိုအလိုလဲလိုက်ပါရည်အခုလေငှက်မကလင်းတို့သာစားချင်တယ်ဆိုပြီးတော့ပူစားနေပုံရတာပေါ့အောက်ချင်းသေးလေးရတယ်လို့ပြောတဲ့အတွက်ငှက်သေးလည်းမနေတာတော့ဘူးလေသူတို့ကလင်းတို့တွေကိုစားတတ်တယ်လို့ဆိုပေမဲ့မဖြစ်မနေစားရမျိုးတော့မဟုတ်ပါဘူးအာတီတာရှိလာမှစားတတ်ကြတာပါ အခုတော့ငတ်မလေးရပူဇာလာပါပြီကိုဝင်ရှိလို့ချင်းချင်းတက်တာလားတော့မသိပါဘူးလေငတ်ထီးကြီးကလည်းရအောင်ဖမ်းပေးမယ်လို့ခရီးပြုလိုက်ပါတယ်ဒီနောက်မှာတော့လင်းတို့အမဲလိုက်ပွဲကိုစတင်လိုက်ပါပြီတိန်ငယ်ရဲ့ခွင်းထဲကိုသွားရှုပ်လို့တော့မရပါဘူးအဲဒါကြောင့်အောင်ချင်းငတ်ထီးကြီးကလင်းတို့လမ်းကြောင်းနဲ့မလန်မကန်တစ်ပင်ထိပ်ပြားကိုရွေးချယ်လိုက်ပါတယ်ပြီးတော့လင်းတို့လမ်းကြောင်းနဲ့ဝင်ပြီးတော့တကောင်းလောက်ဖမ်းမိဖို့ကြိုးစားခဲ့တာပါဒါပေမဲ့မဖမ်းမိခဲ့ပါဘူးလင်းတို့တွေကလက်ကနေရှောင်ထွက်သွားကြလို့ပါပဲသူတို့အောက်ချင်းတွေကငှက်ထွေလောက်မျက်လုံးသိမ့်မကောင်းကြပါဘူးခုံအားလည်းမရှိကြဘူးလေ လက်သေးတွေနှုတ်သေးတွေကလည်းအဲလောက်ထိမစွမ်းပါဘူးနေလဲနေပါတယ်အရာကြောင့်ဒီလိုဖမ်းမှုကတိတ်ပြီးတော့မလွယ်ကူနေပါဘူးလင်းတို့တွေအချိန်သိမ့်မရသေးခင်ဖမ်းနိုင်မှာအဆင်ပြေမှာပါအရာကြောင့်မလုံငတ်သေးကြီးကလင်းတို့ထွက်လာတဲ့ဂူပါနဲ့အနီးဆုံးသစ်ပင်ကိုသွားလိုက်ပါရီပြီးတော့နေရာယူလိုက်တာပါပြီးတော့တိတ်တိတ်လေးစောင့်နေပါရီသူမျောလင်းထားတဲ့အတိုင်းလင်းတို့နောက်တော့ကထွက်လာခဲ့ပါပြီအဲ့ဒီချိန်ကြမှာနှုတ်သီးကိုဇက်ကနေထုတ်ခဲ့တာပါမမျောလင်းထားတဲ့လင်းတို့ကောင်ကနှုတ်သီးထဲမှာပါလာခဲ့ပါပြီ ဒီချိန်မှာတော့အောက်ချင်းသေးလေးရအနောက်ရောက်လာပါတယ်။ငှက်ထီးလဲသူဖမ်းပြီးတဲ့လင်းတို့ကိုငှက်မလေးရဲ့ပါဇက်ထဲကိုတန်းခွန်လိုက်တာပါ။ငှက်မလေးစားနေတာကိုကြည့်ပြီးသူလဲပိုက်ဆံလာပါတယ်။အရာဆောင်သူ့ရဲ့အမဲလိုက်စကေးကိုနောက်တစ်ချိန်အသုံးပြုလိုက်တာပါ။ဗျူဟာမန်တဲ့အတွက်နောက်တစ်ကောင်လဲနှုတ်သီးထဲမှာပါလာခဲ့တာပါပဲ။ဒါကသူတို့ဇုံတွဲအတွက်ညစာစားပွဲလေးဖြစ်ပါတယ်။နေရောင်ကွယ်ပြီးတော့အိတ်တန်းတဲ့ချိန်ရောက်ပြီးဆိုရင်တော့ငှက်မလေးကိုဘလို့ပြန်ပူစားရမလဲဆိုတာငှက်ထီးကစဉ်းစားနေရင်ဒီကနေ့ရဲ့ကိုရမ်မြန်မာဗီဒီယိုလေးလဲအဆုံးသတ်သွားခဲ့ပါတော့တယ်။ အနည်းငယ်ချစ်ခင်အားပေးလို့ကျေးဇူးတင်ပါတယ်အသက်တတော်စိတ်ဝင်စားဝယ်ရည်နဲ့ပြန်လာခဲ့ပါမယ် like and share subscribe ခေါင်းလေးနှိပ်ပြီးအားပေးသွားပါရှင့်နောက်တစ်ခေါက်မှာပြန်လဲဆုံတွေ့ကြတာပေါ့နော်